ဂါဇာစစ်ပွဲကကျွန်တော်တကူလုံးကိုနာကျင်စေပါတယ်လို့မန်ချက်စတာစီးတီးနီးပြပတ်ဂွာဒီယိုလာကမန်ချက်စတာတက္ကသိုလ်ကနေဂုဏ်ပြုခံရခိုင်စိတ်ခံစားမှုပြင်းထန်တဲ့မိန့်ခွန်းတစ်ခုမှပြောပါတယ်။အသက်54နှစ်အရွယ်ဂွာဒီယိုလာဟာတင်းလာနေမှာမန်ချက်စတာတက္ကသိုလ်ကနေဂုဏ်တူးဆောင်ပါတကူပွဲလက်ခံရယူစဉ်မှာပြောကြားခဲ့တာပါ။ဂါဇာမှာကျွန်တော်တို့မြင်ရတာတွေကအရင်နာကျင်စရာပါ။ ကျွန်တော်တကူလုံးကိုနာကျင်စေပါတယ်လို့ဂွာဒီယိုလာကဆိုရှယ်မီဒီယာမှာမျှဝေခဲ့တဲ့သူ့မိန်ကွန်းကောင်းနှုတ်ချက်မှာပြောပါတယ်ကျွန်တော်ကိုရှင်းရှင်းလင်းလင်းပြောခွင့်ပြုပါဒါကအတွေးခေါ်အယူဝါဒအကြောင်းပြောနေတာမဟုတ်ပါဘူးကျွန်တော်မှန်တယ်ခမရတို့မှားနေတယ်လို့ပြောနေတာမဟုတ်ဘူးဒါကဘဝပေါ်ချစ်ချင်းအကြောင်းခမရရဲ့အိမ်နီးချင်းပေါ်ဂယူဆိုင်ချင်းအကြောင်းပါပဲလို့ဆိုပါတယ် အစ္စရေးဘက်မှအများစုအနေနဲ့အရသား1219ဦးသေဆုံးခဲ့တဲ့ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ Hamas ရဲ့2023အောက်တိုဘာလ9ရက်တိုက်ခိုက်မှုအပြီးဂါဇာမှာအစ္စရေးကစစ်ရေးလှုပ်ရှားမှုစတင်ခဲ့တာလို့ AFP ရဲ့တရားဝင်ကင်ဂနန်စင်ဇေယျတွေကတီးရပါတယ်။ Hamas ထိန်းချုပ်ထားတဲ့ Gaza ကျမ်းမာရေးဝန်ကြီးဌာနကစစ်ပွဲစတင်ချိန်ကတည်းကနေမြေတွင်အနည်းဆုံး9,481ဦးသေဆုံးခဲ့ပြီးအများစုဟာအရက်သားတွေဖြစ်တယ်လို့ဆိုပါတယ်။ ကုလသမဂ္ဂကတော့ဒီကိန်းဂဏန်းတွေကိုယုံကြည်စိတ်ချရတယ်လို့မှတ်ယူထားပါတယ်။ကွာဒီယိုလာဟာနိုင်ငံရေးအမြင်တွေကိုထုတ်ဖော်ပြောဆိုဖို့အရင်ကလည်းနောက်တွန့်ဆုတ်မနေခဲ့ပဲကာတာလန်လွတ်လပ်ရေးလှုပ်ရှားမှုနောက်ကနေထောက်ခံအားပေးခဲ့ပူပါတယ်။သူဟာမန်စီးတီးမှာပရီးမီးယားလိဖလား6လုံးအောင်မြင်မှုအပြင်မိသားစုဖောင်ဒေးရှင်းဖြစ်တဲ့ကွာဒီယိုလာဆာလာဖောင်ဒေးရှင်းကနေတစဉ်လှုပ်ဆောင်ခဲ့တဲ့အချို့ပြုလုပ်ငန်းတွေအတွက်မန်ချက်စတာတက္ကသိုလ်ကနေဂုံတူးဆောင်ပွဲချီးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။